ချိတ်ဆက်ပြီးတော့ data ကို play ban ရဲ့ play နိုင်အောင် planning ထားတဲ့ scene တစ်ခုဖြစ်ပါတယ် network မှာဒီကအားဖြင့်အောက်ပါချက်ပါနေတယ်အဲဆို network အမျိုးအစားရှိတယ် LAN ဆိုတာရှိတယ် LAN ဆိုတာ local area network အနည်းတော့မှာ computer တွေကိုချိတ်ဆက်တယ်ဥပမာရုံးတွင်းပေါ့နော်ရုံးတွင်းမှာဆိုရင်ချိတ်ဆက်ပေးတဲ့ဟာ computer တွေချိတ်ဆက်ပေးရင်အဲ့ဒါ LAN လို့ခေါ်ပါတယ် RAN ဆိုတာ convex area network မြို့ကြီးတွေနိုင်ငံတွေကိုချိတ်ဆက်တဲ့ network ဥပမာ internet မှန်မှန်စွာကချိုပိုလိုက်တဲ့ area network မြို့တစ်မြို့လုံးကိုထိတ်ဆက်တဲ့ network မှန်ဆိုတာမြို့တစ်မြို့လုံးကိုထိတ်ဆက်တဲ့ network ပေါ့နော်။ပန်ပန်ဆိုတာ personal area network လူတူချင်းတောင်ကိုရီးယားတွေထိတ်ဆက်တာဥပမာ bluetooth you know ဆိုရင်တင်ဒီတို့က bluetooth ပဲထိတ်ဆက်ကြတခုခု data တွေပိုင်း share လုပ်တာတို့တခြင်းတွေကူးတာတို့ပုံတွေကူးတာဆို bluetooth နဲ့ join ကြနောက်ပိုင်းကြမစာပြတို့အဲစာပြတို့အဲ့လိုထွက်လာတာပေါ့နော်။ အခြားအရာလေးထွက်လာရှိသေးတဲ့အခြားအခြား app တွေရှိသေးတယ်။ Now work PC မှာဆိုရင်အခုနောက်တစ်ခုကြတော့နံနှစ်အချက်က Now work PC မြန် Now work PC ကဆို router ပေါ့နော် router မတူညီ network တွေကိုချိတ်ဆက်ပေးတဲ့ကရိယာအာ switch clan အတွင်း data တွေကိုစီမံပေးတဲ့ကရိယာ modern ကရိယာတွေကိုချိတ်ဆက်ပေးတဲ့ကရိယာ asset point ဆိုတာ wifi ချိတ်ဆက်မှုကိုဖန်တီးပေးတဲ့ကရိယာနော်။ဥပမာဒီ asset point မှာဆိုဖုန်းထဲမှာလည်းရှိတယ်အဲလိုမျိုးအာ asset point နေရာမှာဆိုရင်ဟိုဘာလဲအာစက်တင်ထဲမှာပေါ့နော်ပြန်ပြန်ပြီးတော့ချိန်ရတဲ့ဟာတော့ရှိနေတယ်နော်အဲ့ဒါကဘာလဲ wifi ချိန်တာလို့အဲ့လိုမျိုးတွေ access point အဲ့ဒါမြင်ရတဲ့ခါကျ access point စက်တင်ကိုချိန်ရတာရှိတယ်နော်အဲ့ဒါရှိတယ်အဲ့ဒါကအဲ့ဒီ network ရဲ့ PC ကိုပြောတာ နောက်ချနံပါတ်3ချာ network protocol ဆိုတာ DCP IP internet မှာအသုံးများတဲ့ protocol လို့ခေါ်တယ်။အမှန်နောက်တစ်ခုကြတော့ HTTP HTTPS ဆိုတာ website ကိုထိဆက်ဖို့သုံးတဲ့ protocol လို့ website အတွက်။နောက်နောက်က FTP ဆို Wi-Fi ကိုလွှဲပြောင်းဖို့သုံးတဲ့ protocol Wi-Fi ဆိုရင် FTP ။ဒါဆိုနောက်တစ်ခုကျတော့ DNS ဆို domain name တွေကို IP address အဖြစ်ပြောင်းပြီးတဲ့ system ။ Now what topology ဆိုတာက star အမှ star topology ပစ္စည်းဘဝချက်မှာကရိယာတစ်ခုရှိပြီးဇာတ်ကရိယာကိုချိတ်ဆက်တဲ့ star topology best topology ကရိယာတွေကိုတလိုင်းတဲ့နဲ့ချိတ်ဆက်ထားတာ။နောက်နောက်ခုကျတော့ ring topology ကရိယာတွေကိုဝင်းပုံစံချိတ်ဆက်ထားတာ။ network security network security ဆိုတော့ တော့သူကအလုံးချောင်းပါနော် firewall network ကိုအနေရတွေကနေကပဲပြတဲ့ system နော် VPN ဆိုတာက watch your private network လုံးနဲ့လုံးချောင်းနဲ့ trace မှုကိုပြန်ပြီးပြန်ပြီးပြန်ရ transcription တွေတွေကိုလုံးချောင်းဆေးဖို့ show web ကတင်တာပါနော် network ရဲ့အရေးပါမှုတွေတွေကိုနည်းနည်းပြလဲနိုင်တဲ့သတင်းအချက်အလက်တွေကိုလည်းကူစားဝင်ညှိတယ်ဒါဟိုမီတာတွေနဲ့ပစ္စည်းတွေကိုစုစည်းအသုံးပြုတဲ့ network ဟာနည်းပညာလောကမှာအရေးကြီးတဲ့ခံတန်းနာမှာပါဝင်ပါတယ်။ ။အဲ့ဆို network ရဲ့အကြောင်းလေးသိမယ်လို့မှန်းလိုက်ပါတယ်။ဒါဂူတာရမယ်လို့မှန်းလိုက်ပါတယ်။ဒီ video လေးကဒီလောက်ပါပဲ။နောက် video မှာဆိုရင် Facebook monetization ကိုဖတ်ပြမှာဖြစ်ပါတယ်။ အဲတကူဖျက်ပြမဲ့ဗီဒီယိုတွေက Facebook အဒီမှာက Facebook monetization နဲ့ပတ်သက်တဲ့အရာလေးဖျက်ပြပြီးမှာနော်။အာ Facebook ဒီခေတ်မှာ Facebook ကိုမတုံးတဲ့ဒူဒူဟောက် Facebook account ရှိသူကရှားပါနေတယ်။ဒါပေမဲ့လူတွေဟာ Facebook ကနေတင်းချီပြူပြူနေရဆိုတော့တင်းသိပါတလားတဲ့။တီတော့တီနေတယ်မရနေတာ။ကိုကမလုပ်ဖြစ်ဘူးလေ။အဲ Facebook ကနေတက်မှတ်ထားတဲ့အချို့စီမင်းတွေနဲ့ကိုက်နေမယ်ဆိုရင်ဘယ်သူမှမဆို Facebook ကနေဝင်ဝင်ရနိုင်ပါနေတဲ့။ ဒီလိုဝင်ငွေရဖို့အတွက်ကျွန်တော်တို့ရဲ့ Facebook စာမျက်နှာမှာ Facebook monetization policy ဝင်ငွေရရှိရမူဝါဒနဲ့ကိုင်ညာနဲ့ဒီတော့ဝင်ငွေရရှိရအတွက် monetization ပေးတဲ့နိုင်ငံတစ်ခုခုကနေချိန်ဆက်အကောင့်ပြုရမှာဖြစ်ပါတယ်တဲ့ ဟုတ်တယ်။အဲ့ဒါနိုင်ငံခြားကနေချိတ်ဆက်ရအောင်ပေါ့နော်။ဒီမြန်မာနိုင်ငံမှာကြောက်တော့ monetization monetization မရသေးဘူး။ Facebook ပေါ်မှာဝင်ငွေရတဲ့နီးလန်းတွေကပါနေတယ်တဲ့။ Facebook ပေါ်မှာဝင်ငွေရတဲ့နီးလန်းတွေအမျိုးမျိုးရှိပြီးမြန် content monetization အကြောင်းအရာများမှတ်သိစိတ်ဝင်ငွေရှာခြင်းဟာအသုံးပြုသူတွေ influencer တွေအတွက်ပေါ့နော်။ဘလော့ဂူဆောင်နဲ့အသုံးများဆောင်နီးလန်းတစ်ခုဖြစ်ပါတယ်။ Facebook ကတရားဝင်ပေးထားတဲ့ဝင်ငွေရရှိရေး ရရှိရဲ့အခွေလန်တွေထဲကအချို့ဖော်ပြလိုက်ပါမယ်တဲ့ Instinct Addict ဒီ app မှာတဲ့ဓာတ်ပုံတို့မဟုတ်ဗီဒီယိုကြောင့်ရတွေကိုတင်ရဲ့ဗီဒီယိုတွေရဲ့အစအလယ်တို့မဟုတ်အစအုံးမှာခွေပေးဒီ Facebook ပေါ်မှာဝင်ငွေရနိုင်ပါတယ်တဲ့ဒီ feature ကိုတောင်းဖို့အတွက်တင်စာမျက်နှာမှာအာဘလော့ follower 9000ရှိရမယ်ဗီဒီယို9ခုနော်9ခုအသက်ဝင်နေရမယ်ပြီးတော့လွန်ခဲ့တဲ့60ရက်အတွင်းတရှုချိန်6 6000မိနစ်ပေါ့နော်မိနစ်ရှိရမယ် ဒါဒါအပြင်ဆာမင်းမှာမဖေဘုတ်ရဲ့မူဝါဒတွေအားလုံးနဲ့ကန့်ညီရမယ်ပြီးတော့ဝင်ငွေရရှိအတွက် monetization ပေးတဲ့နိုင်ငံတခုခုကနေခြိုက်ဆက်အသုံးပြရမှာဖြစ်ပါတယ်တဲ့အပေါ်အချက်ပေါ်တော့ follower 5000ဗီဒီယို5ခုအသက်ဝင်ရမယ်နောက်တစ်ခုကတော့လွန်ခဲ့တဲ့60ရက်အတွင်းတရှိရတူပေါ့နော်မိနစ်က6ဘောက်6တောင်းပေါ့နော်မိနစ်ရှိရမယ်အဲ့ဒါ Facebook ရဲ့ မူဝါဒနဲ့ kait ရမယ်နောက်တစ်ခုကနံပါတ်2 instinct app for life and အော် for life for life ဒီ feature ကတော့ content creator တွေအနေနဲ့ live stream တွေလောက်တဲ့အခါတဲ့အကြောင်းအရာတွေထည့်သွင်းပြီးဝင်ရရှိပါတယ်ဒါဟာ gamer နဲ့ streamer streamer တွေအတွက်အထူးသစ်တော်ပါတယ်ဒီ feature ကိုညီပဲလို့ညီတယ်ညီပဲညီပဲမှာရှိတဲ့ approved game partner တွေနဲ့ game gaming category category page အတွက်လည်းရရှိနိုင်ပါတယ်ဒီ feature အတွက်လိုအပ်တဲ့အချက်တွေကတော့ follower ကတသောင်းပေါ့နော်ရှိရမယ့် video ဟာအနည်းဆုံး10မိနစ်ရှိရမယ်10မိနစ်ရှိရမယ်လွန်ခဲ့တဲ့60ရက်အတွင်း tissue ကို6သိန်း6သိန်းမိနစ်ရှိရမယ် video live video တောင်းခွင့်ရှိရမယ်တဲ့နံပါတ်3ကြတော့ ADS on we are instinct ADS feature နဲ့ စင်တူတဲ့ဒီ feature မှာတော့ free တွေပေါ်မှာကြော်ညာတွေထပ်တွင်းပြီးဝင်လို့ရရှိနိုင်ပါတယ်တဲ့ဒီ feature အတွက်ပါအချက်လက်မှဒီလို app ပါဘူးတဲ့ Facebook ကနေအရေးချင်းပြည့်နေရနိုင်တဲ့ကနေ creator တွေကိုဖိတ်ခေါ်ပါလိမ့်မယ် star bonus ဒီ feature အတွက်ပါအချက်လက်မှမလို့ app ပါဘူးတဲ့ Facebook ကနေတင်ကိုဖိတ်ခေါ်နေပါလိမ့်မယ်ဒီ feature မှာတင်ရဲ့ follower တွေကအာတွေကတစ်ဗီဒီယိုတို့မဟုတ် live video ပေါ်မှာ star တွေပေးပြီးတင်ရရှိတဲ့ star တွေအတွက်ဝင်ရရှိပါမယ် star တရာကို1ဒေါ်လာခက် TikTok ပေါ်မှာ live stream လေးလုပ်တဲ့အခါ video တင်ပြီးတဲ့အခါလက်ဆောင်တွေရတာနဲ့ရှင်းတူပါတယ် subscribe subscription feature star feature နဲ့ရှင်းတူတဲ့ဒီ feature ကိုလည်း Facebook ကနေ click ခေါ်ပါနိုင်တယ်တင်ရဲ့ follower တွေဟာတင်စာမျက်နှာ room help profile ကို subscription click ပေးပြီးတော့ subscribe လုပ်ရပါမယ်ဆက်ခရိုင်လောက်ပြီးတဲ့အခါမှာတို့ရဲ့တင်ရဲ့ premium contest တွေကိုတက်ရှုနိုင်တာ ဖြစ်ပါတယ်ဒီ feature မှာ favor ကပေးထားတဲ့ range အတွင်းမှာ subscription fee ကိုတတ်မှတ်ပါတယ်ဒေါ်လာက9ခုနဲ့တရမ99အစပါတယ် facebook ဝင်ဝင်ရရှိရအတွက် monetization ပေးနိုင်တဲ့ကတော့ argent argentina ရ argentina လား australia ရ or australia ရအခုက bangladesh ရ the belgium ရ ဘာဘိုလီဗီးယားရဲ့ဘရာဇီးရဲ့ကနေဒါရဲ့ချီရဲ့ချီလာပါကိုလိုကိုလံဘီယာရဲ့ဂျမန်စ်ရဲ့အာဒိုမီနီစကန်ဒိုမီနီကန်ဒီဒီပပလစ်ရဲ့အကူရ်ဟာဒီနေ့နေ့တော့ရှုပ်နေအမလေးဖတ်ပြလိုက်အောင်အဲနောက်ကအိန္ဒိယရဲ့ RS ရဲ့ Island Island အာပြီးတော့ Israel ရဲ့ Italy ရဲ့ Japan ရဲ့ Jordan ရဲ့ Malaysia ရဲ့ Mexico ရဲ့ Maro Morocco ရဲ့ New Zealand ရဲ့ Norway ရဲ့ Paris Poland ရဲ့ Romania ရဲ့ Singapore ရဲ့ South Africa ရဲ့ South Korea ရဲ့ Spain ရဲ့ Sweden ရဲ့ Switzerland ရဲ့ Taiwan ရဲ့ Thailand ရဲ့ Netherlands ရဲ့ Philippines ရဲ့ Turkey ရဲ့ Saudi Arabia ရဲ့အားလုံးပါ ara around ya ba le akrania united arab ye um um emirate uae ye emirate uk နဲ့ us တွေလို့ဖြစ်ပါတယ်အချို့နိုင်ငံတွေကနိုင်ငံတွင်းရဲ့စီးနင်းချက်တက်မဲ့ချက်တွေရှိတာမို့ modernization မရတာဟာရှိနေပါတယ်တဲ့ ဟာဗော VPN ကို VPN ကိုပါလို့တောင်းလို့တောင်းရမှန်းလည်းမသိနေဘူးဗောနော်အဲဒီအတွက်ပေါ့နော် VPN ပါလို့တောင်းရလဲဆိုတာကိုဖတ်ရမှာပေါ့နော်ဒါကြောင့်တောင်းတာလည်းပါလို့ရှိတယ်လေဒါပါ ဘာလို့တောင်းရတာလဲအဲ့အဖတ်ပြမယ်နော်အဲ့ဆို VPN ဆိုတာက virtual private network လို့အမည်ရပြီး internet ကိုလုံခြုံစေနိုင်ချော်တဲ့နည်းလမ်းဖြည့်ချိတ်ဆက်စေဖို့အတွက်အသုံးပြုမိပညာတစ်ခုဖြစ်ပါတယ်လို့ VPN သုံးခြင်းဖြင့် internet လမ်းကြောင်းကိုအခြားသောဆောင်းပါးတစ်ခုမှတစ်စိ router လောက်ပြီးတော့ router လောက်ပြီးတော့ဗောနော် ဘူးလား ROUD ဘူးလားတော့ပါအဲ့လိုပြတော့တိကျတဲ့ IP လိုက်စာကိုဖုံးကွယ်ပေးအာပေးနိုင်ပါတယ်တဲ့ VPN အဓိကလောက်စာမှု internet ဆိုင်ရာ traffic ကို encrypt and square လောက်ပေးပြီးလိုက်စာများ data ခိုးဝင်ခြင်းကိုကာကွယ်ပေးပါတယ်အဓိကအာဒီလိုက်စာပေါ့လိုက်စာတွေ data ခိုးဝင်လို့မရရအောင် VPN ကြော်ရအဲ့ဒါကြောင့် ပြောမစောကိုယ့်ရဲ့ data အချက်လက်တော့ပို့ပြီးလုံခြုံရအောင် VPN ဆောင်ရတယ်။အချို့သော website တွေများအ website website များကိုနိုင်ငံအလိုက်တက်မှတ်ထားတဲ့အခါမှာ VPN ကချိတ်ဆက်ပေးပြီး website များကိုကျော်လွှားပြီးတရှိနိုင်ပါတယ်။ဥပမာတော့ Facebook လို website လုံးမျိုးပေါ့တဲ့။ကိုယ်လုံးဆောင်လူများကိုအခြားသူများမှမတွေ့ရအောင်လဲခြေရဖြတ်ပေးပါလေတဲ့။ VPN ချိတ်ဆက်အသုံးပြုတဲ့အခါ internet နှောက်နှိမ်မှုအနေနဲ့တော့ရှိပါတယ်တဲ့အစတော့ကတင်ကြီးတို့ဒီဒီတင်ကြီးတို့မြန်မာနိုင်ငံမှာဆိုရင် VPN တောင်းစီရမလို့တခါတောင်းရုံပဲအခုကျတော့ VPN VPN နဲ့မှလေဒီအရင်တော့တောင်းနေ VPN နဲ့မရတော့ဖို့ VPN မှရမယ် DVPN နဲ့ရမယ်ကျွန်တော်ဆိုရင်တောင်းနေ VPN ကအာဘယ်လဲ respond လို့တလေလုံးလို့အဲ့လိုမျိုးတော့နောက်ပိုင်းကျရင်အဲ့ဒါတွေမရတော့ဘာ VPN ရလဲဆိုတော့ဒီအဲ ။ဘာ VPN ရလဲဆိုတော့အခုကျတော့ VPN နည်းနည်းလေးမြင်လာခေါ်တာလေးကောင်းဆိုရင်အော် like တောင်းရပြန်နောက်ပိုင်းကျတော့နောက်ပိုင်းကျတော့ဟိုနောက်ပိုင်းကျတော့ဝယ်တောင်းရတဲ့ VPN ကမှပို့ပြီးတော့ safe ဖြစ်တယ်ပို့ပြီးတော့ဟို line ကောင်းတယ်ပေါ့နော်အခုတင်ပြီးတောင်းဝယ်တောင်းနေတယ် VPN expert VPN တော့ဝယ်တောင်းဖြစ်နေတယ်ဒါခါကျတော့ line မကောင်းတဲ့ခါကျရင်လည်းတခြားဝယ်တောင်းမရတဲ့ VPN တခါကျလှည့်ပြီးတော့တောင်းရတာရှိပါတယ်အမ်ဒါမဲ့ မတုံးတာနဲ့တုံးတာဝယ်တုံးရတာထက်ဆိုင်ဝယ်တုံးရတာပို့ပြီးတော့အာပစံပို့ပြီးတော့ကို line အာ line ကရတာပေါ့နော် line ကမပူချီဘူးအာဒီနေ့ဗီဒီယိုလေးကဒီကပါပဲအာဒီနေ့မှာတော့ဒီ VPN နဲ့ပတ်သက်တဲ့အကြောင်းအရာလေးပေါ့နားလည်လို့နားလည်ပါတယ်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်